ဟာဘွန်ခရိုင်တွင်စက်တင်ဘာလအတွင်းတိုက်ပွဲ113ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဖက်မှ20ဦးသေဆုံးကြောင်းသိရပါသည်။ဂရင်းပြည်နယ်ဟာဘွန်ခရိုင်တွင်စက်တင်ဘာလအတွင်းတိုက်ပွဲ113ကြိမ်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဖက်မှ20ဦးသေဆုံးခဲ့ကြောင်း KNU Metro District ကထုတ်ပြန်ထားပါသည်။စက်တင်ဘာလ1ရက်နေ့မှ30ရက်နေ့အထိဟာဘွန်ခရိုင်တွင်အကြမ်းဖက်စစ်တပ်နှင့် KNL တပ်မဟာငါးတို့တိုက်ပွဲ113ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထို့ထိပ်၍တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ဖက်မှ20ဦးတေဆုံးက39ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်အကြမ်းဖက်စစ်တပ်ကလည်းတိုက်ပွဲများတွင်အရသာပြည်သူများအနေထိုင်သည့်ခြေရွာများကိုလေကြောင်းတိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်အကြမ်းဖက်စစ်တပ်ကအရသာပြည်သူများအနေထိုင်သည့်ခြေရွာများကို drone ဖြင့်၉ချိန်ဘုံကျဲတိုက်ခဲ့ပြီး jet fighter လေယာဉ်ဖြင့်လည်း၂ချိန်ဘုံကျဲခဲ့ကြောင်းထိုလေကြောင်းတိုက်ခိုက်မှုအတွင်းခြေရွာ၄ပြည်သူတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူများရွာလုံးကျွတ်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရပါသည် အလားတူဩဂုတ်လပိုင်းကလည်းဖာပွန်ခိုင်တွင်အတမ်ပတ်စစ်တပ်နဲ့ KNLA အမှတ်၅တပ်မဟာတပ်ဖွဲ့ဝင်များတိုက်ပွဲ93ကြိမ်ဖြစ်ပွားခဲ့ပြီးအတမ်ပတ်စစ်တပ်ဖက်မှ9ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်တိုက်ပွဲများအတွင်အတမ်ပတ်စစ်တပ်၏ဌာနဆိုင်ရာစစ်အုပ်တလုံးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသိရှိရပါသည်။ကြောင်မဲနဲ့နောက်ပိုင်းမှာမိုင်းရှင်းလင်းရေးမလုပ်ပဲစစ်တပ်ကဆစ်ရှောင်းတွေနေရပြန်ခေါ်ကစစ်တပ်ကမိုင်းရသစ်တွေဆက်ထောင်နေတယ်လို့ဒေသခံတချို့ကပြောပါတယ်။စစ်ကောင်စီတပ်က ရပ်ပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်မှာမိုင်းရှင်းလင်းရေးမလုပ်ရသေးပဲစစ်ဘေးရှောင်တွေကိုနေရက်ကိုပြန်လည်ခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။ကြောင်မဲမြို့နယ်ကနောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီကဩဂုတ်လလယ်မှာလေကြောင်းအကူအညီနဲ့စစ်ကြောင်းထိုးခဲ့ပြီးစက်တင်ဘာလနှောင်းပိုင်းမှာပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ကြောင်မဲမြို့ကိုလည်းအောက်တိုဘာ၂ရက်မှာပြန်လည်ထိန်းချုပ်ခဲ့ပြီးဒေသခံတွေကိုအ мян ပြန်လာကြဖို့နဲ့အကြောင်းပြချက်မရှိဘဲပြန်မလာတဲ့သူတွေကိုနေအိမ်ချိတ်ပိတ်မယ်လို့ချင်းချောက်ထားကြောင်းသိရှိရပါတယ်။ နောင်ပိန်တိုင်နယ်တစ်ခုလုံးကိုလည်းစစ်ကောင်စီကထိန်းချုပ်ထားတယ်။တိုက်ပွဲကာလတုန်းကမိုင်းတွေကိုမရှင်းတဲ့အပြင်မိုင်းအစ်စ်တွေထွက်ထောင်နေတယ်ဗျ။ရွာအပြင်ဖက်တွေမှာထောင်တာပြန်လာဖို့လည်းကြေညာထားတယ်။ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုတာမသိဘူးဖြစ်နေတယ်လို့နောင်ပိန်တိုင်နယ်ကစစ်ဘေးရှောင်နေတဲ့ဒေသခံတူကပြောပါတယ်။လက်ရှိမှာနောင်ပိန်တိုင်နယ်အတွင်းကြန့်ရှိနေတဲ့လူတွေကပြန်လည်ထူထောင်ရေးစတင်နေပြီးအကူအညီတွေလိုအပ်နေတယ်လို့ပြောဆိုနေကြပါတယ်။ဒါပေမဲ့မိုင်းအန္တရာယ်ကြီးနေပြီးကိုယ်နေအိမ်ခြံဝန်းထဲမှာမိုင်းတွေ့ရင်အကြောင်းကြားဖို့ ကျေးရွာပတ်ဝန်းကျင်ကိုတွာလာတဲ့အခါမိုင်းအန်ဒီရဲ့သတိပြုကြဖို့လူမှုရေးအဖွဲ့တွေကအသိပေးထားကြပါတယ်။ဒါအပြင်နောင်ပိန်တိုက်နယ်ထဲကကျေးရွာပေါင်း15ရွာထက်မနည်းစစ်ဘေးရှောင်နေကြပြီးမရှောင်မဲကြံနေခဲ့တဲ့ဒေသတချို့ဟာပြီးခဲ့တဲ့စက်တင်ဘာလနှောင်းပိုင်းမှာမိုင်းထိမှန်ပြီးတေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ကြောင်မဲမျိုးကိုလည်းအောက်တိုဘာ၁ရက်မှာစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပြီးဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်တိုက်ပို့ဆောင်နေပါတယ်။မိုင်းတွေရှင်းလင်းထားခြင်းမရှိပေမဲ့ဒေသခံတွေပြန်လာဖို့ဖိအားပေးနေတယ်လို့သတင်းရရှိပါတယ်။ အဲ့ဘက်ထဲမှာကျမတို့ပြည်သူတွေကတကယ့်ကိုမြေစာပေးမယ်။ DNA ထိန်းချုပ်ထားတဲ့ကာလတုန်းကမြို့မှာကြံခဲ့တဲ့သူတွေကိုစစ်တပ်ကပြစ်မှတ်ထားနေတယ်။မပြန်ရဲကြဘူးလေ။အရန်ဒုက္ခရောက်တယ်လို့ကျောင်းမဲမြို့ခံသူကပြောပါတယ်။ကျောင်းမဲမြို့ပေါ်နဲ့ခြေရွာတွေမှာမြို့မြိုက်မိုက်တွေရှိနေပြီးအရသားထိခိုက်ဒေဆုံးမှုတွေလည်းရှိနေပါတယ်။ကျောင်းမဲမြို့အေးချမ်းသာတုတ်တန်အနီးမှာစက်တဘာလ29ရက်ကမိုက်နှလုံးပောက်ကွဲပြီးအမျိုးသား2ဦးဒေဆုံးခဲ့ပါတယ်။မိုင်းအန်ဒီယန်ကိုဒေသခံတွေကစိုးရိမ်နေပေမဲ့ဖြေရှင်းပေးမဲ့အခြေအနေတွေမမြင်ရပဲ။ အုပ်ချုပ်ရေးရန်ရလဲပတ်ဖို့ကသာစစ်ကောင်စီကစူးစမ်းနေတယ်လို့မြို့ကတချို့ကပြောပါတယ်။နောင်ပင်တိုက်နယ်နဲ့ကြောင်မဲမြို့နယ်တဲကတိုက်ပွဲတွေကြောင့်ဒေသခံလူဦးရေ၃000ထက်မနည်းဟာမန္တလေး၊လာရှိုး၊တီဘောနဲ့အခြားနီးစပ်ရာမြို့နယ်တွေမှာတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ဟာ2023အောက်တိုဘာ29ရက်ကစတင်နဲ့တဆယ်နှစ်စက္ကန့်စစ်စင်းရေးတွေနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့၊တီဘော၊နတ်ဆန်၊မိုင်းလုံး၊မိုးမိတ် မန်တုံနမ်တူကွက်ခိုင် နောင်ချိုနန်ခမ်းမိုင်းငော့မြုံနဲ့မာလီတိုင်းကမိုးကုံမြုပ်ကိုတင်းယူခဲ့တာဖြစ်ပါတယ်။2025နှစ်စာမိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြုပ်ကိုလည်းလွတ်ဆုံရှုံခဲ့ရပါတယ်။ယခုအခါကြောင်မဲမြုပ်ကိုလည်းထပ်မံလက်လွတ်လိုက်ရပြန်ပါတယ်။ကြောင်မဲမြုပ်ကလည်းဆုတ်ခွာပေးလိုက်ရတာဟာ လူဝင်အားနဲ့လက်နက်ခဲရမမြတ်တာတာကြောင့်ဆက်လက်ခုကမှုခက်ခဲနေတာကြောင့်ခက်တာဆုတ်ခွာပေးလိုက်ရတယ်လို့ DNA ပြောရစကွန်ရှိသူလွေရည်ဦးကပြောပါတယ် DNA ထိန်းချုပ်ထားတဲ့ကြံတဲ့မြုပ်နယ်တွေကိုလည်းဆက်ပြီးတိုက်ခိုက်မယ်လို့စစ်ကောင်စီဝါရဖြန့်ချီရေးလူမှုကွန်ရက်စာမျက်နှာတွေကလည်းရေးသားနေကြပြီးအော်တိုဘားလတရက်ကလည်းဒီနေ့အော်တိုဘား9ရက်ကြမှာမိုးကုတ်နမ်တူမန်တုံနမ်ဆန်တီဘောမြုပ်တွေကိုစစ်ကောင်စီကဘုံကျဲခဲ့ပါတယ်စစ်သားဘဝကိုမတိပဲစစ်တပ်ကိုစော်ကားနေကြတယ်လို့ဥခင်ကြီးကပြောပါတယ် မတရားစစ်အာဏာသိမ်းမှုကိုတိုင်းပြည်နှံ့ဆန့်ကျင်နေကြတဲ့လက်ရှိအချိန်မှာစစ်တပ်လက်ပါစီကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကတော့လက်ရှိလူငယ်တွေဟာစစ်သားတွေရဲ့ပေးဆပ်မှုတွေကိုတေချာမသိပဲတပ်မတော်ကိုစော်ကားနေတယ်လို့ပြောဆိုလိုက်ပါတယ်။အော်တိုဘားလ၂ရက်ကကြံ့ခိုင်ရေးပါတီနဲ့စစ်တပ်ထောက်ခံတဲ့အမှုပညာရှင်တို့တွေ့ဆုံစဉ်အခုလိုပြောကြားခဲ့တဲ့ရုပ်သံဖိုင်ကိုခင်ကြီးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြန်လည်မျှဝေထားတာဖြစ်ပါတယ်။ ကျမ်းမတော်သားတွေရဲ့ပေးဆက်မှုနဲ့တိဆောက်ခဲ့တဲ့ DNA ချမှုကိုဆက်လက်ထိန်းသိမ်းကြနိုင်ပါစေခင်ဗျာလို့လည်းသူကရည်သားထားပါတယ်။ခင်ကြီးကသူစစ်တပ်ထဲမှာနေခဲ့ခြင်းကသူ့မိသားစုနဲ့ခဏပဲတွေ့ရပြီးရှေ့လမ်းပြန်ထွက်ရတဲ့အကြောင်းစစ်တောက်ခါကူအမှုပညာရှင်တွေကိုပြောပြနေခဲ့တာဖြစ်ပါတယ်။သူကြုံခဲ့ရတဲ့စစ်သားဘဝကိုရုပ်ရှင်အောင်ရိုက်လို့ရတယ်လို့လည်းပြောခဲ့ပါသေးတယ်။စစ်သားတွေရဲ့ပေးဆက်မှုတွေကို လူတွေကမသိပဲတောက်မတော်ကိုစော်ကားနေကြတယ်လို့ပြောဆိုခဲ့သလိုတိုင်းပြည်ခြားလပိုက်ရန်နေတာကိုအဆုံးသတ်ဖို့အဖြေကရွေးကောက်ပွဲဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ကျွန်တော်တလက်18ချက်မှန်ထားတယ်နော်။ကျွန်တော်ဘိုက်ကြီးကပူချင်တိုင်းပူနေတာမဟုတ်ဘူး။ကျွန်တော်ဘိုက်ထဲမှာကြီးစံ2000ရှိတယ်လို့ခွဲလို့မရဘူး။ကျွန်တော်80နှစ်နာရီတိုက်ပွဲဖြစ်တာကျွန်တော်တေစင်းမှာလေးလာခွဲနေရတယ်ပြောပြတာနော်။အလကားနေရင်နဲ့တက်မတော်စန့်ကျင်ရင်နဲ့အမုန်းတရားတွေနဲ့ကျွန်တော်နိုင်ငံခြားလပိုက်ရန်နေတယ်။ဒါကြီးကလည်းလွတ်မြောက်ပြီးတော့ကျွန်တော်ကဘာတစ်တစ်ခုဘဝတစ်တစ်ခု အနာဂတ်တစ်ခုကိုဖန်တီးဖို့အချိန်ရောက်ကိုရောက်နေပြီဗျအဲ့အတွက်လှည့်ပြောင်းကရွေးကောက်ပွဲပြပြလို့ဥခင်ကြီးကပြောပါတယ်မုံရွာမန်းလေးလမ်းပေါ်ငွေညှစ်နေသည့်ဆေးဥစုအဝေးထိန်မိုင်းဖြင့်တိုက်ခိုက်ခံရပြီးတုံးဦးတေဆုံးက၅ဦးထိခိုက်ဒဏ်ရာရရှိကြောင်းတည်ရပါတယ်စကိုင်းတိုင်းမန်းလေးမုံရွာလမ်းပေါ်မှာစစ်ကြေးကောက်ငွေညှစ်နေတဲ့ဆေးဥစုတွေအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခံရပြီးနေရာမှာတင်၃ယောက်တေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့မုံရွာခိုင်အမှတ်လေးတိုင်ရင်ချင်းနဲ့အထက်ဖော့စ်ကထုတ်ပြန်ထားပါတယ်အောက်တိုဘာလ၄ရက် မနေ့ညနေပိုင်းကမုံရွာမောင်းလေးလမ်းပေါ်မှာရှိနေတဲ့အကြမ်းဖက်စစ်သားတွေစစ်တေးကငွေညှိရနေရာကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကအဝေးထိမ်းမိုင်းနဲ့ဖောက်ခွဲတိုက်ခဲ့တယ်လို့သိရပါတယ်။မိုင်းခွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်ရှင်တပ်သား၃ယောက်ထိခိုက်ဒေဆုံးသွားခဲ့ပြီးနောက်ထပ်အကြမ်းဖက်စစ်ကူတွေရောက်ရှိလာချိန်မှာထပ်မံခလုတ်နှိပ်တိုက်ခိုက်ခဲ့တဲ့အတွက်အကြမ်းဖက်စစ်အုပ်စုဖွဲ့ဝင်၅ယောက်ထပ်မံထိခိုက်သွားခဲ့ကြောင်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုကိုမုံရွာခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တိုက်ရင်လေတပ်ခွဲနှင့်ငါးမြင်းဆောင်ကွန်မန်ဒို force ကဦးဆောင်ပြီး မုံရခိုင်ပြည်သူ့ကော်မတီတက်မလို့တက်ရင်လေမုံရခိုင်ပြည်သူ့ကော်မတီတက်မလို့တက်ရင်လေတက်ခွဲလေငါးမြင့်ဆောင် teacher force မုံရခိုင်ပြည်သူ့ကော်မတီတက်မလို့တက်ရင်28တက်ခွဲ3နဲ့တမှုခရိုင်ပြည်သူ့ကော်မတီတက်မလို့အမှတ်လေ DSG တက်ရင်ချင်းတွင်း fighter group တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်မုံရမားလေးပေါ်ကစေုပ်စုတွေဟာအယက်သားစုစီကနေစက်တီကောက်ငွေညစ်တာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေပြင်မိုင်းရှာခိုင်းတာနဲ့တိုက်ပွဲကြားတစ်ဖက်ခိုင်းတာမျိုးတွေကိုလှုပ်ဆောင်တတ်တာကြောင့် ရဲသားတွေအနေနဲ့စေအုပ်စုကားလမ်းတွေစစ်တောင်းတွေနဲ့ကပ်မလိုက်ဖို့ကိုလည်းတော်လှန်ရေးတပ်တွေကသတိပေးထားကြောင်းသိရပါတယ်။ဒီရောက်ဤပံပိုးမှုမရှိပဲစစ်ရဲစုကောင်မင်းအောင်နိုင် အာနာဆက်မထင်းထားနိုင်တော့တဲ့ဖြင့်အကြမ်းဖက်မြန်မာစေအုပ်စုကိုထောက်ပံ့နေမှုအပေါ်ပြန်လည်စဉ်းစားရန်နယူးဇီလန်လွှတ်တော်မကပြုတ်ကိုတိုက်တွန်းလိုက်ကြောင်းသိရပါတယ်။ဒီရောက်ဤပံပိုးမှုမရှိပဲစစ်ရဲစုကောင်မင်းအောင်နိုင်အာနာဆက်မထင်းထားနိုင်တော့တဲ့ဖြင့်အကြမ်းဖက်မြန်မာစေအုပ်စုကိုထောက်ပံ့နေမှုအပေါ်ပြန်လည်စဉ်းစားရန်နယူးဇီလန်လွှတ်တော်မှဖီလ်ထရိုင်ဖို့က တရုတ်ကိုတိုက်တွန်းလိုက်ပါတယ်။ထိုင်းနိုင်ငံနိုင်ငံခြားသတင်းထောက်များအသင်းတွင်အော်တိုဘာလ၁ရက်နေ့မြမအရေးနှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်လေဘာပါတီမှနယူးဇီလန်လွှတ်တော်မှဖီလ်ထရိုက်ဖို့ကရင်းကဲ့သို့ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။လက်ရှိအကြမ်းဖက်မရောက်နိုင်၏အခြေအနေမှာတရုတ်နိုင်ငံ၏ပံ့ပိုးမှုမရှိဘဲအာဏာကိုဆက်လက်ထိန်းထားနိုင်ခြင်းနဲ့ဆက်လက်ရရှိနိုင်ခြင်းမရှိတော့ကြောင်းမရောက်နိုင်တဲ့စစ်တပ်ကိုတရုတ်ကထောက်ခံနေခြင်းမှာမြမစစ်တပ်ကကျွလွန်သောစစ်ရာဇဝမှုများနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်သောရာဇဝမှုများအတွက် ်တရုတ်ကပါဝင်နေခြင်းဖြစ်ကြောင်းရင်းတို့ပါဝင်နေခြင်းမှာအင်အားကြီးလေးစားွယ်ဖြစ်သောနိုင်ငံကြီးတစ်ခု၏အပြုမူမဟုတ်ကြောင်း၎င်းကပြောဆိုပါတယ်စစ်ရာဇဝတ်ကောင်မေအောင်လိုင်ဟာတရုတ်ရဲ့ပမိုးကူညီမှုမရှိဘဲနဲ့အာဏာကိုရနိုင်တော့မှာမဟုတ်ပါဘူးဒါဟာမေအောင်လိုင်ရဲ့စစ်ရာဇဝတ်မှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာတရုတ်ကပါဝင်နေတာဖြစ်ပါတယ်အဲ့ဒါကတော့အင်အားကြီးမှပြီးလေးစားရတဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုမူတော့မဟုတ်ပါဘူးကျွန်တော်အနေနဲ့တရုတ်ကိုပြောချင်တာက မင်းတို့ရဲ့လက်ဆက်ဒေသမှာတည်ရင်မှုကိုလိုချင်တဲ့ဆိုရင်မင်းရဲ့အခြေခံစောက်အောင်လမ်းကြောင်းကိုကာကွယ်ခြင်းနဲ့တဘာဝတရားဇာတတွေကိုအတုံးပြုခွင့်ရခြင်းနဲ့ဆိုရင်ဒါရီဟာတရုတ်နိုင်ငံရဲ့နိုင်ငံခြားရေး policy ပန်းနိုင်တွေဆိုရင်ဒီမုံတီးစရာကောင်းတဲ့စစ်တပ်အတွက်မင်းရထောက်ခံမှုဟာမင်းဤမှန်ချက်တွေကိုဖြစ်စေနိုင်ပါမလားဆိုတာကိုငါတန်တရားဖြစ်မိပါတယ်။ဒီနိုင်ငံကိုကျွန်တော်တို့ပြောချင်တာကတော့မင်းတို့ဟာကမ္ဘာပေါ်မှာအလွန်ဆိုးရွားတဲ့စစ်အာဏာရှင်တွေကိုထောက်ပံ့ပေးနေသူဖြစ်ပါတယ်လို့ New Zealand လွှတ်တော်မှ Phil Trafford ကပြောဆိုပါတယ်။ လက်ရှိတွင်ဆရာနာတိန်းထားသောမြန်မာနိုင်ငံသည်စနစ်တကျရန်စုမှုများကျူးလွန်နေသောနိုင်ငံကဘာကြီးကိုလိမ့်လည်လှည့်ဖျားနေသောကြားဖြတ်စင်တာကြီးတရားဝင်မှုရေးစီဝါများထုတ်လုပ်ရနေရကြီးဖြစ်လာနေကြောင်းမြန်မာနိုင်ငံတွင်စင်စစ်မပြတ်တည်ငြိမ်မှုရှိသောရင်းချရင်းနှင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိမှသာဒီရောက်နိုင်ငံ၏ရည်မှန်းချက်ကိုရရှိနိုင်ပြီဖြစ်ကြောင်း၎င်းကထောက်ပြထားပါသည်စနစ်တကျကျူးလွန်နေတဲ့ရန်စုမှုတွေကဘာကြီးကိုလိမ့်လည်လှည့်ဖျားနေတဲ့ကြားဖြတ်စင်တာတွေကဘာကြီးစီကိုတရားဝင်မှုရေးစီဝါဖျန့်ချနေမှုတွေ အာရှမှာအတင်းကျပ်လျက်စွန့်ကွာရွှေ့ပြောင်းစေတဲ့အရင်းမြစ်နေရာကမြန်မာနိုင်ငံဖြစ်လာနေပါတယ်။တည်ငြိမ်မှုရှိတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပြန်လည်သွားမှသာမင်းတို့ရဲ့ယီမန်းချက်တွေနဲ့ပုံပြီးတင့်တော်ပါလိမ့်မယ်ဟုနယူးဇီလန်လွှတ်တော်မှဖီလ်ထရော့ဖို့ကတရုတ်နိုင်ငံကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။